ဒီ vocal အလွတ်တောင်မှပဲကိုယ့်ကိုဒီထိမ့်ပြီးတော့မှ instrument ပါပဲနဲ့ဆိုနိုင်တာကိုသဘောကျတယ်မင်္ဂလာပါမင်္ဂလာပါညီမနာမရတော့ Richard Lipert လို့ခေါ်ပါတယ်ချင်းပင်နေဟာခါနေလာပါတယ်ဟုတ်ああဟုတ်ကဲ့ရှင်အသက်ဘယ်လောက်ရှိပြီလဲအသက်က26 26ပြန်ဝဲပြန်ရရွေးချက်လေးပြောပြပါအဲငမငေကရီယာနေချင်းဆိုတာရံဝတနာပါတယ်အဲတော့ငမရဲ့အိမ်မက်အကောင့်တွေဖို့ဖို့ အချင်းနဲ့ပြိုင်မလဲအခုပြိုင်မတဲ့ချင်းကတော့အဲတရေးဆက်ဆံပြေးပြီးတော့တိဆူမအဆိုင်ကြီးဆိုထားတဲ့ဒီတန်းဖြစ်တည်မှုဆိုတဲ့အချင်းဖြစ်ပါတယ်နားဆင်နေပါမယ် Through the name in Jesus, go hane me je lingo, kanza kwen ဖြစ်ချင်းငယ်တန်ရစိုးရဲ့အချက်တွေပိုင်းဆိုင်ကရရှိကလေးစဉ်နာမှုတချို့လောင်းနေဖြည်သာနိုင်မဲ့အခုချိန်ဒါတော့ဆုံးအချက်တခုနဲ့ဒီဘဝခရီးစားစနေ ဖြစ်တည်နေတဲ့အချိန်တစ်ခုရှိတဲ့ towers and they say tare mele united damn it to the the me မလေးအရင်တော့အဲ့လိုသင်းဆိုဘူးတဲ့ဟိုဟိုဟာကိုယ့်အနေကိုသင်းဆိုဘူးတဲ့အတွက်ကြောင့်လေးရှိလားဟုတ်ကဲ့ဆိုဘူးပါတယ်ဟုတ်ဆိုဘူးတယ်ဗောနော်အခုဒီ vocal အလွတ်တောင်မှာပဲကိုယ့်အကိုဒီထိမိတော့မှ instrument ပါပဲနဲ့ဆိုနိုင်တာကိုသဘောကျတယ် ီးတော့အယူအဆလေးတွေလည်းသဘောကျတယ်ပေါ့ပထမတော့ကအဲဒီယူထားတဲ့ key ကိုမှားတယ်လို့ထင်တာပေါ့နော်ဒါကတော့ဟိုပထမအဆုံးဆိုတော့ဒါပေမဲ့အဆင်ပြေပါတယ်ဟိုနောက်ပိုင်းကျလို့ရှိရင်ဒီထက်ပိုပြီးယူစားဖို့အတွက်တိုက်တွန်းချင်ပါတယ်ရွေးချယ်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါ